တခါကရွာလေးတရွာမှာတာမန်လူတွေလာရှာဖွေလောက်ကန်စားတော့နေတဲ့ဈေးလေးတစ်ခုရှိပါတယ်။ဘသူပါလဲ။ဩအမေပဲ။ဟယ်လိုအမေ။မင်းနိုင်။ငါနေ့ကိုရွာခဏနာလာတဲ့မြက်ပန်းကိုလေ့လာကြည့်လို့ပြောတယ်လေ။အသားကြီးဆိုလဲကြည်လင်ဝင်းပနေရပဲ။ရုပ်လဲချောတယ်။တားကိုပြင်ဆင်ခွင့်ပေးပါဦးအမေရဲ့။တားမှာတပြားတစ်ချက်မှမစုမိသေးဘူး။မြ мян စုတော့တားလေး။ ဒါမှသူများလို့တားမရရှိမှာဟာဟုတ်ကဲ့ပါ အမေမင်းနိုင်ကတော့အသက်25နှစ်ရွယ်ကောင်းလေးတယောက်ဖြစ်ပြီးသူအတွက်မိမရဖို့ဒဲကြီးမဲကြီးရှာပေးနေတဲ့မိခင်တယောက်ရှိပါတယ်။သူကတော့ဈေးတန်းမှာပဲပင်ပေါရှောင်းနေတဲ့လူငယ်တယောက်ပါ။ဒီကမှလေးကတော့ချူလေးပါ။အခုတော့သူကတည့်ရသေးရောင်းဖို့နေရာရှာနေတာပါ။ဘယ်မှာနေရာအလွတ်ရှိလဲ။ ဘယ်နေရာရောင်းကောင်းလဲပြောပြပါအောင်ရှင်။ကုံလာရောင်းပါလားလာမြူဆွဲတာလား။ကုံလာရောင်းတာပါ။ဒါပေမဲ့အရင်ဆုံးနေရာရောင်းမြူဆွဲလောက်အောင်မယ်။ဘလို့မင်းကလေးပါလဲ။ဒီညာလေးလွတ်တယ်မလား။ဒီမှာချလိုက်မယ်နော်။မင်းသဘောပါ။ဂျေဆုတမရရှင်။ဖြူလေးလဲနေရာရပြီးနောက် သူလည်းတည့်ရသီးတွေကိုခင်းကျင်းလိုက်တာပေါ့။အင်းလွတ်လွတ်လပ်လပ်လေးနဲ့ဆိုင်ခင်းနိုင်တာပဲ။တည့်ရသီးလာဝဲကြပါအောင်ရှင်။ချင်းလွန်းလို့ယောက်ျားဟောင်းမှာမိတ်သွားစီရမယ်။အမကျွန်တော်ဆက်ဆက်လေးမျက်ရည်ကြားရလောက်လှုပ်ပေးပါ။ဆက်ဆက်လေးနော်မောင်လေးရစီရမယ်။အခုတော့အိမ်ကမိမမိတ်သွားချင်းချင်းဆက်ဆက်လေးလှုပ်ပေးကွာ။သူတို့တွေကလည်းဈေးပန်းခင်းနေတယ်လို့ပဲ။ ငါလည်းအဲ့လိုပြောကြည့်ရမယ်ထင်တယ်။အမ်ဘယ်လိုပြောရမလဲ။ပဲပင်ပေါအစ်စ်လေးတွေနော်။လက်လက်ဆက်ဆက်မနေ့ကအကြံတွေမဟုတ်ဘူး။တည့်တီးစားချင်လာပြီ။ဟွန်းငါပဲပင်ပေါလာဝဲတာလားလို့ဟုတ်လည်းမဟုတ်ဘူး။အတန်ကလည်းအိမ်နာဦးလေးဖျားရှိခိုးတာတော့မကျေဘူး။ငါသူများနားညည်းအောင် တမင်မလုတ်ချင်လို့ပါ။ရှင်သူမျိုးနားညည်းအောင်မလုတ်နိုင်ပေမဲ့ကျမနှလုံးသားကိုနိုးထအောင်လှုပ်နိုင်တယ်နော်။ မင်းကအပြောတော်တော်ကောင်းတာပဲနော်အပြောကောင်းတာမဟုတ်ပါဘူးရှင် အကောင်ပြောနေရပါခံရပြန်မင်းငါတော့ဒါအပြည့်တီးရောက်နေဆိုင်လားခန္ဓာကိုယ်ရောက်နေဆိုင်လားဝယ်သူတောင်အာမနာဦးကျမဘဲပင်ပေါရောက်နေသူအိတ်ချင်ပြောင်းစနေရပါဒီပုံစံကျမနဲ့လည်းမလိုက်ပါဘူးရှင်အမလီဟုတ်ပါပြီမင်းမချောလေးရဲ့ချောတဲ့လူကတော့ရွေးချယ်စရာများတာပေါ့လေပါရီစင်းစားနေရလဲဘဲပင်ပေါတဲ့ ဟာကော့ကိုတွေးနေတာတော့မမရအောင်လိုက်ပြောနေရပဲဟာဟာဒီဈေးကတော့ပျော်စရာကောင်းပြီပေါ့မင်းနိုင်မင်းဟာမင်းမိမောက်ပါဈေးလာခေါ်ရောင်းနေရလားတီးရအပြူကြီးတွေအားကြကုန်မယ်နော်ဆိုင်ရှိလာမရက်နဲ့လေသေးရသေးနဲ့ကောက်ထုလိုက်လို့ဈေးုံရောက်သွားမယ်တောင်းမှန်ပါရဲ့ဗျာသွားပါတော့မယ်အမလီရုပ်လေးချောတလောက်တော်တော်အပေါက်ဆိုးတာပဲဒီတသက်သူလင်ရမှာတော့မဟုတ်ဘူးဟာ တနေ့တနေ့ပဲဆိုင်ပြီးရောင်းနေလဲသူများလို့မချမ်းသာပါလားအတန်ကျဲသွားတဲ့အတွက်တောင်းမှန်ပါရဲ့နော်ဒါပေမဲ့ဒီလိုအတန်မကျဲလဲဘသူမှလာမဝယ်ဘူးလေဟုတ်တယ်ငါရဲ့ပဲပင်ပေါဘလောက်ပဲလှနေပါစေလာကြည့်တဲ့လူမရှိရင်ရောင်းမထွက်ဘူးအင်းအတူတူစူးစမ်းသွားကြတာပေါ့တငယ်ချင်းဘယ်တော့ကတငယ်ချင်းတွေဖြစ်သွားတာလဲဟာ ီနေ့ရောင်းတာလည်းဟင်းဖိုးတော့ပဲရတယ်။ကြိုးစားထားမင်းနိုင်ကြိုးစားထားမရောင်းရတာထက်ဆိုင်တော့တော်သေးတာပေါ့။ဟယ်လိုတားလေဒီနေ့ရောင်းကောင်းရဲ့လားအမေကတားတို့မင်္ဂလာဆောင်မရဲ့အတွက်သွားကြည့်မလို့လုပ်နေတာတားလေးကိုသူ့ပုံပို့ပေးလိုက်မယ်နော်။ဟာအမေတားအဆင်ကမဖြစ်သေးဘူးဗျ။တားဈေးထဲမှာပဲပင်ပေါင်းရောင်းနေတဲ့လူတယောက်ပဲလေ။အမေမလို့သေးပါနဲ့နော်။ဒါလေအမေပြောတာနားထောင်စမ်း လူကောင်းဆိုတာကို့ကိုလာပြီးအချိန်ပြည့်စောင့်နေမှာမဟုတ်ဘူးအမေလည်းတနေ့တခြားအသက်ကြီးလာပြီးအမေကလေငေးချီချင်နေပြီးตาလေးမြင်မြန်စဉ်းစားပါဒီချိန်ကตาအတွက်အကောင်းဆုံးချိန်ပဲဟုတ်ကဲ့ပါအမေตาသိပါရဲ့ဗျာตาဒီညမစွန့်လွတ်နိုင်သေးလို့ဒီမှာနေခွင့်ပြုအောင်နော်မိမရှာပေးတဲ့အမေလည်းရှိသေးရလားကျွန်တော်ပေးအောင်လေကျွန်တော်ပေးအောင်မြင်မြန်လို့ညီမလေးစားချင်လာပြီး ီနေ့ရာသီဥတုကလည်းဘလို့လဲမသိဘူးအေးဆက်ဆက်နဲ့ရီစားဟောင်းလိုပဲမင်းရီစားဟောင်းရင်ခွင် အလောက်အေးနေတယ်ဆိုရင် ကိုရင်ခွင် ပြောင်းလာကြည့်ပါလားချက်ချင်းကိုပြန်ချေတာပဲနော်အလောက်လွယ်ပါမလားရှင်ဟဲ့မိုးကတကယ်ရွာမှာလားဟာအေးခဏနေတော့ရွာတော့မယ်ထင်တယ်မြင်မြင်ပြေးရမယ်မိုးရွာတော့မယ်ဟဲ့ငါတည့်ရသေးတွေစိုးကုန်ပြီ ဒီလိုဆိုရင်တော့သိလို့မမီတော့ထင်နေအုပ်ထားမှာပဲရတော့မယ်လူတော့တီလို့ဘာအကွက်တွေလဲကျူလေးမိုးကိုရဲနေရအရင်သွားရှာရအောင်လေอืมသွားလေရှင်ကျေးဇူးတင်ပါတယ်ရှင်နောက်မဆိုကျမတည့်သေးတွေဆိုကုန်ပါရပါရင်ဗျာအချင်းချင်းတွေပဲကူညီပေးရမှာပေါ့ တနဲ့အိမ်ပြန်ဖို့စိတ်မကူတော့ဘူးလားဘာလို့လဲဟိုဒီထက်ကောင်းတဲ့ဘဝနဲ့တွေ့အောင်လေအမေရှာပေးတဲ့လူနဲ့ဘဝသိထူထောင်တာတော့ဘာလို့ပေါ့ဟာဟာအမေကတော့ငါ့ကိုပြန်စေချင်တယ်ဒါပေမဲ့ငါတီကိုမစွန့်ခွာခြင်းဘူးတခုခုကငါထွက်မသွားအောင်ဆွဲထားတယ်လို့ပဲအဲ့တော့ဘာကိုပြောတာလဲအဲ့တော့ဘာလဲဆိုတော့ငါမသိဘူးဒါနဲ့မင်းရောဘာလို့ဒီမှာတည့်တီးလာရောင်းနေရလဲ အရင်တော့ကတော့ကျမစီးထဲမှာဆိုင်ရှိတယ်။ဒါပေမဲ့ကုမ္ပဏီထောင်တဲ့လူတွေကလာသိမ်းသွားတာအဖေမွေးကြသွားတဲ့ထိပဲ။အိုင်နီယာစပြီးဈေးကိုကောင်းအောင်ပြန်တီဆောက်မယ်ဆိုတဲ့လူတွေကိုကျမမယုံကြည်တော့ဘူး။သူတို့တွေကကျမတို့လိုအားနေတဲ့အောက်ခြေလူတန်းစားတွေကိုအချိန်မဲ့ဖြစ်အောင်လှုပ်လိုက်တာပဲ။အေးပါကွာဘလို့နှစ်သိမ့်ပေးရမယ်မှမသိပေမဲ့အဲ့ဒီအရာနောက်ထပ်ဖြစ်လာမယ်ဆိုရင်ငါမင်းပေးနာနေရက်တီပေးမယ်နော်။အင်းမပေးပင်ပါကိုစကားပြောနိုင်အောင်ဆိုင် ကျမရှုံးမယ်လေရှောဒီဘဲပင်ပါကိုရင်းနှီးဖြောပြီးစားကြည့်အရင်ကောင်းတာဟင်းရှင့်ပြောရတော့သူတို့နှစ်ယောက်လည်းအရင်ကထက်ရင်းနှီးသွားတော့တယောက်အကြောင်းတယောက်လည်းပြောပြဖြစ်လာတယ်။နောက်နေ့ရောက်တော့လေသူတို့ဆန်ချင်းကရဲ့ဇီးလာရောင်းပြန်နေဒါပေမဲ့မထင်မှတ်ထားစရာတခုကမိဘပြည်သူများအားလုံးနားထောင်ပေးကြပါ နောက်နေ့ရက်နေ့ ကုမ္ပဏီသမားတွေကဒီဈေးထဲမှာဈေးရောင်းနေကြတဲ့လူတွေနဲ့အစည်းအဝေးလှုပ်သွားမှာမို့အားလုံးတက်ရောက်ပေးကြဖို့မြစ်တာရက်ခန့်ချက်မာတယ်ဟာထက်လို့ပြန်မေးလားတကယ်မဟုတ်တော့ပါကွာကောလာဟာလာတရင်မဲနေမှာပါအဲ့ဒီလိုတရင်ကြီးကနေအဖေ့ကိုဘုံဘုံလေးအောင်လှုပ်ခဲ့တာဘလို့ပြောရမလဲတော့မသိတော့ပါကွာမင်းနိုင်မင်းတရင်ကြားပြီးပြီလားကုမ္ပဏီတထေးတွေကနေရာလာကြည့်ပြီးပြီတဲ့ မင်းသူတို့နဲ့တွားညိနိုင်လာတာလို့ပြောနေကြတာနော်ဟမ်ဘသူပြောတာလဲကျွန်တော်တော့အခုမှသိတာဟမ်ဟိုနေ့ကမင်းဖုန်းပြောနေတာတွေ့လိုက်ပါတယ်ဒီမြေတွေကိုရောင်းဖို့ပြောနေတာမဟုတ်ဘူးလားကွာဒါဆိုရှင်မနေ့ကပြောခဲ့တဲ့ကိစ္စတွေအလိညာတွေပေါ့အမှန်တော့ရှင်ကိုယ်တိုင်ကတရားနဲ့ထွက်သွားချင်နေတာမဟုတ်ပါဘူးဖြူလေးရယ်ငါပဲနေရာကိုမှမပြောင်းချင်ပါဘူးရှင်ထက်ပြီးတော့ရှင်းပြမနေပါနဲ့တော့ အဲ့ရာတွေကလေဟာနယ်ထဲမှာပျောက်ကွယ်သွားတဲ့စကားသံပဲဆိုတာကျမသိပါပြီ။မဟုတ်ရပါဘူးလေယာ။ဦးလေးဘာရီလျှောက်ပြောနေရလဲ။လူတိုင်းကကျွန်တော်အထင်လွဲကုန်ပြီဗျ။ဒါဆိုငါများအမြင်မှားတာလား။ကျမရှင့်ကိုစိတ်မဆိုးပါဘူး။စိတ်ထဲခုသွားရုံပဲ။ငါပြောတာနားထောင်ပါအောင်ဖြူလေးရဲ့။ကျမအမြဲတမ်းလူကြည့်မှားနေပါလား။ကျမအထင်ပြောင်းနေရတော့မယ်နဲ့တူတယ်။ဟုတ်တယ် ူတို့သာဒီစင်းကိုပြင်လိုက်ရင်ငါတို့လိုဟင်းသင်းရွက်လေးပဲရောင်းတဲ့သူကရောင်းခွင့်အောင်ရှိမှာမဟုတ်ဘူးမင်းနိုင်ကဒီနေအောင်ရောင်းပြီးပြောင်းတော့မယ်ဆိုတဲ့အထင်နဲ့ဖြူလေးလည်းအဲ့ဒီနားမှာဈေးထက်ပြီးမရောင်းတော့ပါဘူးပဲပင်ပေါက်လေးရဲ့မနှက်ပြန်တာဈေးမရှိတော့ရင်ငါမင်းကိုဘယ်မှသွားရောင်းရမလဲမသိဘူးသူလည်းဖုန်းဆက်ပြီးလိုက်ပြွင့်လိုက်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီစေးက CCTV တက်ထားရတဲ့အချိန်မတိုးတက်ပေမဲ့ ကျွန်တော်တို့လိုအောက်ခြေလူတန်းစားတွေအတွက်ရှာဖွေစားတောက်ရတဲ့နေရာတစ်ခုပါနာမည်မကြီးကြီးလို့မလှပါမယ်မိခိုးဆရာနေရာတစ်ခုပါပြီးတော့ကျွန်တော်လိုပတ်စံမတက်နိုင်တဲ့လူတယောက်အတွက်ဈေးအများကြီးပေးစရာမလိုပါဘူးအဲ့လိုလိုက်ပြန်လိုက်ရခြင်းဟာအာနာရှိတဲ့လူတွေမြင်ပြီးသူတို့ဘဝကိုစာနာလာမလားဆိုတဲ့ရည်ရွယ်ချက်နဲ့တင်လိုက်တာပါအခုချိန်မှာသူတို့တက်နိုင်တာဆိုလို့ဒါပဲရှိတာပါ အဲ့ဒီပဲပင်ပေါက်ရောင်းတဲ့ကောင်လေးရဲ့ဗီဒီယိုကြည့်လိုက်တာလေမျက်ရည်တောင်ကျတော့မယ်ကွယ်သူပြောတာနည်းနည်းလေးဆိုပေမဲ့ရင်ထဲကိုချက်ချင်းရောက်စေတယ်အဲ့ဒီဗီဒီယိုမြင်တော့ဖြူလေးလဲမင်းနိုင်အပေါ်အထင်လွဲနေတယ်ဆိုတာနားလည်လိုက်ပါတယ်ရှင်ကကျမထင်ထားတာထက်တောင်ရှုသားနေရပဲဖြူလေးလဲအရှင်လို့သိရသေးသွားရောက်ပါတယ်ဖြူလေးရဲ့မင်းတကယ်ပြန်မလာတော့ဘူးပေါ့လေ ဟောရင်းနှွေးဖြောထားတဲ့ပဲပင်ပေါက်ရှိသေးလားဟင်ဖြူလေးမင်းမလာတော့ဘူးလို့ထင်နေတာလာရမှာပေါ့ရှင်ရှင်ကတလောက်တောင်မှနာမည်ကြီးနေတာငါအလောက်ထိလည်းမရည်ရွယ်ပါဘူးကွာဒီတေးတေးမွမွားတွေလည်းတန်ဖိုးရှိတယ်ဆိုတာလူတိုင်းကိုသိစေချင်ရောမှာကျမရှင့်ပေါ်အထင်လွဲမိလို့တားမှတ်မိုင်းနော်အမလေးជីနူးဆရာလေးဒီလိုနဲ့နောက်တနေ့မှာတော့ ဈေးရလူတွေနဲ့ရင်းနှီးမြှုပ်နှံသူရဲ့အစည်းအဝေးရောက်လာပါပြီ။အလဲမှာတော့တကြီးထိုင်ပါတယ်။ဘေးနှစ်ဖက်ကရင်းနှီးမြှုပ်နှံမဲ့သူတွေပါ။ဒီနေ့ဘလို့ဖြစ်မလဲဆိုတာအဖြေထွက်တော့မယ်။အေးဟုတ်တယ်။ကျွန်တော်တို့ကဒီနေရာကိုအရင်ကထက်ပိုပြီးတော့တိုးတက်ကောင်းမွန်စေချင်တယ်။ဒီလိုသာဆိုရင်ဈေးရောက်နေတဲ့လူကလည်းမိုးလုံလေလုံနဲ့တက်တက်ရဲရဲတန်းတန်းရှင်းရှင်းရောင်းလို့ရသွားမယ်။ဈေးလည်းကြီးမယ်မလား။ဒီလောက်နဲ့တင်အသက်မွေးလို့ရပါတယ်။ ဘာမှပြုတ်ပြင်စရာမလိုပါဘူးဟုတ်တယ်ဒီဆေးဘလောက်တန်ဖိုးရှိလဲသိချင်ဒီဗီဒီယိုကြည့်လိုက်ပါဒီဆေးကကြည့်မကောင်းပေမဲ့ကျွန်တော်တို့အောက်ခြေလူတန်းစားတဲ့အတွက်တော့မိခိုစရာနေရာတစ်ခုပါ နေ့တိုင်းဈေးရောင်းသွားနိုင်ခွင့်ရလွဲပြီးဘာမှမတောင်းဆိုပါဘူးဗျာညနာလှည့်ကြည့်စရာမလိုရွာသူရွာသားကိုစားတကြီးတောင်နေနဲ့ ီဆေးကိုပဲရင်းနှီးမြုပ်နှံမဲ့သူတွေကမှလာပြီးတော့ဖြက်စီးခွင့်မပေးနိုင်တော့ပါဘူးဗျာရေးတကြီးလဲမင်းနိုင်ဗီဒီယိုကြည့်ပြီးနောက်ရွာသားတွေရဲ့ခန်းစားချက်ကိုနားလည်သွားကသူတို့ရောင်းနေတဲ့ဈေးကိုဘသူကမှပေးမထီတော့ပါဘူးမနဲ့ရောက်လာတော့ဖြူလေးနဲ့မင်းနိုင်လဲအတူတူဈေးလာရောက်ပြီးတယောက်ပေါ်တယောက်မြက်တာတွေညှနေကြပါပြီအရင်တော့ကကိုယ်ဆိုင်ကိုရောင်းကြတာအခုတော့ဆိုင်တစ်ခုထဲမှာအတူတူရောင်းကြတာပေါ့လေ ပဲပင်ပေါင်းနဲ့တက်ပြီးတော့တွေ့ကြပြီဟင်ကျမနဲ့တူတူရောင်းမယ်ဆိုတာသိချာလားသိချာတာပေါ့ဒါမှမနဲ့မိုးလင်းတာနဲ့မင်းမျက်နှာနဲ့ပဲပင်ပေါင်းအစ်စ်လေးတွေရမှာဟင်အပြောရတော့ဘသူကလည်းဟာဟင်အသားကလည်းဖြူဖွေးနေရပဲမင်းနိုင်ဆိုတာရှင်လားမင်းကကို့အမေပြောတဲ့မျက်ပန်းဆိုတာလားဟုတ်ပါတယ်ရှင့်အမေကလာကြည့်ခန်းလိုက်တာ ရှင်ကတဆေးလုံးမှာကြည့်လို့အကောင်းဆုံးလို့တော့မထင်ထားဘူး။ကိုမင်းနိုင် ရှင်အမေစီစဉ်ပေးတာတီးတယောက်လား။အထင်မလွဲပါနဲ့ဖြူရဲ။ကျမနားလဲပါတယ်ကိုမင်းနိုင်။တက်သီးရောင်းတဲ့လူတယောက်က သူများနဲ့ပဲရှင်နိုင်ပါမလဲ။နေပေါင်းဖြူရဲ။ကျမလည်းအဲ့လိုဖြစ်ဖို့မရည်ရွယ်ပါဘူးရှင်။ရှင်အမေပြောတဲ့အတိုင်းပဲလာကြည့်ယုံနေပါ။ရှင်ကဒီမင်းကလေးပေါ်ဘလောက်ထိလေးနဲ့ထားလဲဆိုတာသိပါပြီ။ကို့နားလဲပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဖြူနားထောင်မအောင်ကွာရှင်ချစ်သူတထေးကိုသွားရှာလေဘာလို့လိုက်လာလဲကို့နှလုံးသားထဲမှာတယောက်တော့သူရှိနေပြီလေဘသူလဲကိုပေးမှာဆိုင်ရောင်းနေတဲ့ကောင်မလေးဩဟိုဝါတုံးမလားမဟုတ်ပါကွာသူကတည့်တည်ရောင်းတာချစ်စရာလေးငါထင်နေဒါဆိုချစ်သူဖြစ်ကြရအောင်လေရတာပေါ့ကို့ရင်ဘတ်တစ်ခုလုံးတော့ပေးထားသေးရပါပဲ ဘေးချင်းကဲ့ရဲ့ဈေးရောက်တဲ့သူနဲ့လည်းဖူးစာဖြစ်နိုင်တာပဲဘာမဆိုဖြစ်သွားနိုင်တယ်နော်ကဲအခုကြည့်နေတဲ့သူတွေထဲမှာဩကို့အိမ်နဲ့ကဲ့ရဲ့ကို့ဆိုင်နဲ့ကဲ့ရဲ့ကို့လမ်းနဲ့ကဲ့ရဲ့အဲဒီလိုမျိုးတွေရှိနေပြီလားတခုခုမှန့်ခဲ့ပေးပါအောင်နော်အခုဗီဒီယိုတွေကိုကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်အမကတော့တင်ဆက်သူလေးတီခင်မှာ